တကယ်ကျွန်တော်အလုံးပဲမင်္ဂလာပါ Animax Anime ကနေပြန်ကြိုဆိုလိုက်ပါရစေ။ဒီနေ့နဲ့ဆက်ပေးမယ့် Anime က Law of Mystery ရဲ့ Episode 3ထိပဲဖြစ်ပါရစေ။ Dance Smith လည်းအချင်းသားကိုစစ်မေးနေပြီးသူစီကနေလူတယောက်က Attack ခန့်နဲ့ဆောက်ကိုဝတ်သွားတာကိုတွေ့လိုက်ရတယ်။သူက Secret Order အဖွဲ့ကပဲ Klein ရဲ့နောက်ကိုလိုက်နေတာလေ။ခေါင်းဆောင် Klein ကဆောင်းနောက်ကိုလိုက်နေပြီးအခန်းထဲကလူသေးနန်းကြောင့်နန်းနေလို့အမွေးနောက်ကိုရှူမတတ်သွားတယ်။ Klein ကဆောင်းကိုဒီကိုရှူတာသေးတယ်။ Bion က Klein ကိုပြန်ပြီးဆွဲလို့ထူးဆန်းနေတာ။လောင်ကစားသမားက Secret နဲ့စုခနေကတိုက်ဆိုင်တာမဟုတ်တော့ဘူးလေ။ဆောင်းကိုအဲ့လူရဲ့တာဖီပါကဖျောက်လိုက်ပြီး Klein မင်းရှာလိုက်တော့ Klein လည်းဆရှာလိုက်တာ။တောင်ဝဲကသူ့ကိုပြန်နိုင်ခိုက်ဖို့လုပ်နေလို့ တားလိုက်ရတယ်သူတို့ကတံပြန်အစီရင်လုပ်ခဲ့တာပဲဌာနချုပ်မှာတော့မင်းထကြနေပါလား ထိုပတ်စပန်တူလန်ကအနာကမြင်နိုင်ဆောင်ကိုမြင့်ပေးတယ်။ကတိထရိုကတော့ဒီကိုအစ်စ်နဲ့ရှေးအောင်ပစ္စည်းနဲ့ဒီပါကိုချီအားခံမပို့လိုက်တာ။ခုရောက်လာတော့မယ်။အဲဟာကိုဘီယွန်တာတီကကောက်ွယ်ထားတာ။အန်နေအရန်များလို့လေရောက်လာတော့သူကကလေးမိုရီတီပျောက်သွားတဲ့စာအုပ်နဲ့ဆက်သွယ်ရှိတယ်။သူကစီယာ sequence က9ငါက sequence 7 spirit median delay ပါလား။ငါတို့ပြန်တွေ့ပြီနော်ကလေး။သူတို့ကဘလန်မျိုးကခိုင်းချုပ်အိုင်ယာဟာဆန်နိုင်မဲကုံမှာ sequence 7ဘောချာကတော့ grave digger ရဲ့ sequence 8အတွေ့အကြုံမရှိတဲ့သူကိုခေါ်လာလို့အဆင်မပြေဘူးလေ။ရုံငန်းထဲမှာတော့ antagonist meter ဆိုတာဒီကိစ္စထဲမှာဝင်ပါနေတယ်။ဒီပစ္စည်းက ကလည်း Andekness မိသားစုကလုပ်ခဲ့တာဆိုတော့သူတို့ရဲ့သွေးသားကိုလမ်းညွန်ပေးလိုက်မယ်။အမြန်ရှာတွေးမှအဆင်ပြေမယ်။စလိုက်ရအောင်။ငါလုတ်ပြတဲ့အတိုင်းလိုက်လို့ရဲရင်ခံသွားလိုက်မယ်။စောင့်နေကြတာလား။စားပြီကွာ။လိုက်လို့ရတယ်။ချစ်ပိတ်ထားတာကိုဖွင့်တော့အထဲကနေချုပ်သေးထွက်လာတယ်။ချစ်စရာလေးပါလား။ဟာ။ဖျားရည်သူတို့ငါ့ကိုထိန်ချုပ်နေရလား။မီရှယ်ကပုတ်လိုက်မှပြန်ကောင်းသွားတယ်။အယုကသူ့နောက်ကိုလိုက်နေလို့ကလိန်လေးပြေးနေရကမင်းကအဲ့ဆောင်နဲ့နီးဆက်လို့လိုက်နေတာနေမယ်။ AC ဘာမှမဖြစ်ဘူး။အဲ့ယုကလူတက်နိုင်တဲ့ဒီမိုမျိုးမဟုတ်ဘူး။ငါမိတာအတွင်းမှာရှိတဲ့လူတွေကိုထိန်ချုပ်နိုင်လို့အန်ရည်များနေတာ။အဲ့လက်ကိုလှုပ်နေတာကထိန်ချုပ်လို့မရအောင်လုပ်နေတာပဲ။ဘီဘာရဲ့ကောက်ကို မြင်တော့ပြေးသွားတာကိုဖမ်းလိုက်ရင်ဒီပါကအန်တခနက်စ်မိသားစုကပဲလူရှိမှာပါလက်လုပ်ပြီးသွားနေတော့ဘဝမှာပထမဆုံးအချိန်အဆက်ကွဲတာပဲစောက်ကိုရှာဖို့ထွက်သွားကြတယ်အခြားတစ်ဖက်မှာတော့ရစ်ပူစုံနေပြီးစောက်ကဆုပ်ဦးလိုက်လို့မွန်စတာဖြစ်သွားကအဲ့မှာဂျူကာလည်းရောက်နေတယ်ကဲကောင်းကင်ကရှင်လင်းရေးလို့ပို့လိုက်တာလားကိုလူကြီးအပြင်ကရန်သူတွေကိုချင်မုန်းလိုက်တော့ငါအစွမ်းနဲ့ပါကူညီပေးမယ်အပြင်မှာကလိန်တို့အဖွဲ့လည်းရောက်လာပြီးသူတို့ကအဲ့အရုပ်ကိုရှုံနေတာလားကလိန်လည်းသူ့ရဲ့အစွမ်းနဲ့ရှာနေတော့အမောင်စွမ်းအားတွေထွက်လာလို့မြင်းနေပါထွက်ပြေးကုန်တယ်ဖြစ်ဖို့ချိန်ထားကြပြီးဘီဘာကအယုတ်စီကိုပြေးလာတော့ဝိုင်းပစ်ကြတယ် မီရှဲလည်းသူ့ရဲ့စွမ်းကိုတုံးလိုက်ပြီးဂျယ်လီကစိတ်ဖက်ဖို့လုပ်နေတော့ဘီဘာကဖြစ်စည်းလိုက်နိုင်တယ်။ Yes, one thing at least is certain. ။ဒန်စမစ်ကပြစ်ထိုးလိုက်ပြီးဒယ်လီကအနေချက်ကိုရှာရတယ်။ဒီကောင်ကရွှေရွှေတက်ဆိုးမဟုတ်ဘူး။စာအုပ်နဲ့ပေါင်းထားတာသူ့ကိုချီတာငါ၃စက္ကန့်လိုအပ်တယ်။မီရှဲလည်းအနီးကတိုက်ခိုက်နေပြီးဒန်စမစ်ကချုပ်ဖို့လုပ်နေပြီမဲ့စာအုပ်ကြောင့်ပြန်ပြတ်သွားတယ်။မီရှဲလည်းလွင့်သွားပြီးစမစ်လည်းထိုးခံလိုက်ရကအရှုပ်ကိုလွတ်ပေးဖို့လုပ်လို့ခုခံနေရင်ဟာဆန်ကသွားကြုံနေ။ဒါပေမဲ့လစ်သွားလို့ဘော်ဂျာကသွားခဲ့တော့ကလင်းကသူ့ရဲ့အစွမ်းနဲ့အားနေအောင်လုပ်လိုက်ပြီးဒယ်လီကသူ့အစွမ်းနဲ့ဝင်အောင်တာပောက်ကွဲသွားတယ်။ ။ဒလီထိသွားလို့စိတ်တိုက်လိုက်ပြီးကလင်းကစောက်ရသွားတာကိုဂျူကာကရှိနေတယ်။အနောက်ကရှူဖို့လှုပ်တာကိုစမစ်ကပြစ်လိုက်ပြီးစောက်ကိုတိမ့်ထားအရှုံနာကိုမသွားနဲ့ဂျူကာကိုဝိုင်းပစ်ကြတယ်။ဆက်ကက်စ်ကကောင်းပဲသူက sequence 7အထက်ရှိတယ်ဟာ။အနီးကဂျုံနာကိုအေးစစ်ရှောင်ပြနေကမီရှဲကတကွက်ပြလိုက်တယ်။ပြစ်တာကိုရှောင်ရင်ပြန်ပြစ်လိုက်ကကလိန်လက်ချက်ချင်းပြစ်လိုက်တာထိသွားရတယ်။ဂျူကာကတန်ရကိုနေရာရွှေ့လိုက်ပြီးပြန်ကျုံးတယ်။ လိန်ကိုဂျုံခါနီမှာလုလိုက်နိုင်ပြီမဲ့အထုဖြစ်နေပြီးအယုတ်ထွက်လာအောင်လုလိုက်နိုင်နေတယ်။အယုတ်ကကလိန်တို့ဖက်ကိုချုပ်လိုက်ပြီးစိအေးအေးထား frog ကိုတွားတဲ့ခါရာကိုရွှေ့လိုက်တာတဖြည်းဖြည်းချင်းလက်လျှောက်လာနိုင်ပြီးသူ့ရဲ့နန်းတော်ကိုပြန်ရောက်သွားတယ်။သူတို့ပြောတော့နှစ်ယောက်ပဲချုပ်လို့ရတာဆိုဂျူကာကအာရုံနာအောင်လို့ပြီးတကွက်ပြလိုက်တာ။ငါဒီမှာနေရင်အပြင်ကလူတွေကအနေရများတယ်။နေုံငါ့ရဲ့အစွမ်းနဲ့နာကုတ်ကုတ်ကြည့်ရမယ်။လုံကြုံမယ်တဲ့။ပြန်ရောက်လာတော့ငါလှုပ်နိုင်တာပဲ။ကိုလူမင်းပေါ်လာတွေနဲ့အတူလွတ်ချင်လား။ မင်းကိုစားတွေ့ခနဲ့ကသဘောကျနေတာအပေးယူလို့ရအောင်လေမင်းကိုလှုပ်ပေးမယ်မင်းကစောက်ကိုပြန်ပေးပေါ့ငါ့ကိုမယုံတာလားငါလည်းစီရဖြစ်ခဲ့ဘူးတော့မင်းလို့ချင်တာကိုပေးနိုင်တယ်စီကွန်းအိတ်ဆိုရင်ရောငါ့ကိုချင်းထဲ့နေတာလားသူ့မရောငါ့လိုရှစ်ဖြစ်ဟောနိုင်မှာပဲမစ်စိတ်ဘူးစရာမလိုဘူးအကုန်လုံးတတိမိအောင်အယုတ်ကလှုပ်ထားတော့ငါတို့နှစ်ယောက်ပဲတိမာလေဘလို့လဲလုံးပါလားအဲ့ဒါကိုမစ်ရှဲကခူနာထောင်နေခဲ့တယ်ဂျူကာကတက်ဖို့လုံနေတော့ဒုက္ကိုဆွဲလိုက်ပြီးပြစ်လိုက်တယ်ဟာငါ့ပါအချုပ်ခံထားရတာလားသူကြတော့ဘာမှမဖြစ်ရတာလဲပြစ်လိုက်တာမှောက်သွားတယ် သူက secret order ကပဲပြန်ထလာပြီးပြန်လျှောသွားတယ်အကုန်လုံးလည်းပြန်ကောင်းသွားပြီးအရုပ်ကိုပြန်ချစ်ပိတ်လိုက်တယ်မင်းကိုကယ်ဖို့တော့မလိုလိုက်ဘူးမင်းကငါလိုပဲထိချုပ်တာမခံလိုက်ရဘူးဒါကလောကတန်ရဲ့ပုံမှန်ပြကွက်တွေပဲပစ္စည်းကိုပြန်သိမ်းလိုက်ပြီးမင်းကြောင့်ဒီနေ့အဆင်ပြေသွားတာမင်းကသူ့ရောဖွဲ့ဝင်တယောက်ကိုပါရှင်းလိုက်နိုင်တယ်မင်းအခုကစပြီးနိုင်ဟော့ဖြစ်သွားပြီးဘီဘာကစားကိုဆုတ်လိုက်တော့သူဘာဖြစ်မယ်ဆိုတာကိုမသိဘူးလားသူကအဆွမ်းကိုယူသွင်းနေတာလေဂျူကာရဲ့လမ်းကိုကြည့်မိလိုက်ကသူ့ကိုတက်လိုက်တာကတက်ရည်အများကြီးကိုကဲတင်နိုင်ခဲ့တယ်မင်းလောက်တာမှန်တယ် ကျွန်တော်ဂျူကာစီကနေ sequence အဲ့ရဲ့နာမည်ကိုသိလိုက်ရတယ်အဲ့ဒါကလူပြဲတဲ့ဟာဆန်လဲကလေးမင်းဒီနေ့ MVP ရသွားပြီမင်းက sequence 9ဆိုပေမဲ့ sequence 7ကိုအနိုင်ယူပြသွားတယ်ကျွန်တော်ကစောက်ရှိလို့လေဟုတ်သားပဲမီရှဲလည်းဝင်ဖြီးပေးတယ်မင်းကငါမြင်မှုတမျှထဲမှာအတော်ဆုံးစီရပဲလမ်းခွဲလိုက်ကြတော့နောက်ဆေးရီကဂျူကာလာငါအဆင့်တက်သွားပြီလားကလေးလည်းသူ့ရဲ့ professor စီကိုသွားပြီး honesty တဲ့ Antagonist မိသားစုကပိုင်ဆိုင်တဲ့စာအုပ်က Honest Town ဝရှိတဲ့ Evernight နိုင်ငံမှာရှိတယ်။သူတို့တွေကတဖွဲ့ထဲလို့ထင်တယ်။ကျွန်တော်ကိုလူရတာနဲ့ခြားရေးပေးပါလား။အေးရေးပေးမယ်။ကျွန်တော်ကိုပညာသင်ကြားပေးခဲ့လို့ကျေးဇူးပါစီယာ။ Clay မင်းကလုံခြုံရေးကုမ္ပဏီမှာလုပ်နေတာမလား။တမိုင်းကိုလေးလာတာကခံနာပေမဲ့အရန်တီလွန်သွားရင်အမောင်နဲ့ကြောက်ရွံ့သွားမယ်နော်။တမိုင်းကြောင့်ကဝမ်းနေစရာမဟုတ်ဘူး။အဲ့ဒါကြောင့် view site ပါ။ဟုတ်စရာ Antagonist နဲ့ Evernight နိုင်ငံအရေးထဲကနေမကောင်းဆိုးထွက်လာခဲ့တဲ့အစုံတိကျရှုပေးခဲ့ကြလို့တကယ်ချင်းတော့အလုံးကိုထူပကျုပ်တင်ရှိပါတယ်။